ားလုံးပဲမင်္ဂလာပါအခုစကပြောကိုဒီကနော်တယောက်နဲ့ဘလူပြောလဲဆိုတာကိုလိုက်ပြီးတော့လေ့လာကြည့်အောင်ဒီနေ့စကပြောကအတိတ်ကာလအကြောင်းကိုပြောသွားမယ်နော်အတိတ်ကာလဘလူမျိုးလေးပြောသွားလဲဆိုတာကိုတစ်ချက်ကြည့်အောင်ဒီထဲမှာစကပြောကြီးပဲမပါဘူးနော်ပြီးတော့တိုင်ပင်ထားတာလည်းမရှိဘူးနော်ပြောစကားပေါ်ဆရာရဲ့မေကွန်းပေါ်မူတည်ပြီးတော့သူကဖြည့်သွားမှာဖြစ်တယ်အဲ့ဒီအချိန်မှာ အမှားလုပ်ခဲ့လို့ရှိမယ်ဖြစ်ဖြစ်နော်အမှန်လုပ်ခဲ့လို့ရှိမယ်ဖြစ်ဖြစ်နော်အဲ့ဒါလေးတွေကိုရှင်းပြချက်အနေနဲ့ဆရာကရှင်းပြသွားမယ်နော်အဲ့ဒါမှပို့ပြီးတော့နားလည်မှာဖြစ်တယ်တချို့လူတွေကဘာပြောလဲဆိုလို့ရှိရင်ဟာစကားပြောလေသွားပြောဘယ်လိုပြောရမလဲမသိဘူးမေးခွန်းမေးမှဖြေမှာဟုတ်တယ်နော်တယောက်ကမေးတယောက်ကဖြေမှာစကားပြောဆိုတာဖြစ်လာတယ်ဒီတိုင်းဘလိုင်းတော့သွားပြောဆိုဘယ်သူမှပြောမှာမဟုတ်ဘူးကဲကြည့်လိုက်အောင်ဆရာဘယ်လိုမေးမလဲဆိုလို့ရှိရင် Did you go somewhere yesterday? No, I didn't go anywhere. သူဘလို့ဖြေသွားလဲ? No လို့ဖြေသွားတယ်။ဆရာမိတာက Did you go somewhere yesterday? မနေ့ကမင်းတနေရာသို့သွားခဲ့လား?အဲ့ဒါကို तू က no နဲ့ဖြေတယ်။ No, I didn't go anywhere. ဟုတ်ပြီ။အတူကောက်နေနဲ့ तू ပြန်ဖြေပြမယ်ကြည့်။ Did you go somewhere yesterday? No, I didn't. သူက ြေသွားတယ် no i didn't ဟုတ်တယ်နော်ခါတိုင်းပြောသလိုပဲဆရာတို့ကအတူလဲဖြစ်မယ်အရှိလဲဖြစ်မယ်အတူဆိုစာချောင်းအတူပြောတာနော်နော်တချို့လူတွေကတမျိုးတွေးတယ်လို့နော်အဲ့ဒါကိုပါဆရာတို့ကရှင်းပြရတာစာချောင်းအရှိပြောတော့ဘာဖြစ်မှာဘာဖြစ်လို့လဲစာချောင်းအရှိပြောတာစာချောင်းအရှိပြောတာကလိုက်ပြီးတော့လေ့ကျင့်တဲ့သူတွေအတွက် practice လေ့ကျင့်မှုပိုရအောင်လို့နော်ဆရာတို့သင်တန်းမှာဆိုလို့ရှိရင်အရှိတွေပြောတာများတယ်ဘာဖြစ်လို့လဲခလေးတွေပို့ပြီးပြောအောင်လို့ yes no yes no Okay. next did you plan to learn other foreign languages yes i plan to learn other foreign languages no. did you learn to learn other foreign languages cha go no season เดี๋ยวช้าနိုင်ငံခြားဘာသာစကားတွေကိုသင်ယူဖို့เนาะအစီအစဉ်ရှိခဲ့လားလို့မိတယ်သူဘလို့ဖြေသွားလဲ yes I plan to learn other foreign languages. Okay? Now the did you learn other foreign languages? Yes, I did. Yes, I did. I didn't. Next. Did you drive a car last month? No, I didn't drive a car last month. <laughs> No, I didn't drive a car last month. အခုအတိုကောင်းတဲ့ဖြေကြည့်မယ် Did you drive a car last month? No, I didn't. No, I didn't နဲ့ဖြေသွားတယ်။ဟုတ်တယ်နော်။အခုကဆရာတို့ဘာလဲဆိုလို့ရှိရင်ဒါက yes no question and answer နော် yes no နဲ့ပဲဆရာတို့ကပြောတာ။ဟုတ်တယ်နော်။အဲ့ဒါဆိုလို့ရှိရင်ဆရာတို့နောက်တစ်ခုမေးကြည့်အောင် Did your mother cook breakfast for you this morning? Yes, my mother cooked breakfast for me this morning. Okay. နောက်တစ်ခုမေးမယ်နော်အဲ့ဒါအရှိကောက်ဖြေသွားတာအတူကောက်ကိုမေးမယ် Did your mother cook the breakfast for you this morning? Yes, she did. Yes, she did. My mother ကိုပြန်သုံးလို့လည်းရတယ် My mother the now. Noun ကို noun စာမသုံးတော့ဘဲ noun တိုက်ရိုက်မသုံးတော့ဘဲနဲ့ noun စာ pronoun ဖြစ်တဲ့ noun စာကိုသုံးလိုက်တယ် My mother ဆိုတော့ her noun အစားနာမ်အစားအစားသုံးမယ်ဆိုရင် she she yes she did ဟုတ်တယ်နော်ကဲအဲ့ဒါကိုနော်ဆရာတို့ရဲ့ဒါသင်ကြားနည်းလေးပေါ့နော် practice လုပ်ပုံလုပ်နည်းလေးတွေအဲ့ဒါလေးတွေကိုသင်ယူလေ့လာလေ့ကျင့်ကြည့်ပါနော်အခုကတော့ဒီ video ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်